ဒီဗီဒီယိုလေးမှာတော့ဒီနေ့မှာပဲ mobile legend ကိုရောက်ရှိလာတော့မယ် Rafaela Raven Lane Preselection System Hero Buffnet အပြင် limited time map အစ်စ်အကြောင်းတွေကိုပြောပြပေးမှာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့အရန်နာမည်ကြီးနေတယ်နှစ်ခါပြန်သေးလို့ရတဲ့ Rafaela Raven ကတော့ original server ကိုရောက်ရှိလာတော့မှာပါသူ့မှာ Divine Rescuation ဆိုတဲ့ passive တစ်ခုပါလာပြီး second 60တိုင်းမှာတည်သွားတဲ့ hero တစ်ကောင်အသက်ပြန်သေးလို့ရမှာပါ အသက်ပြန်ဝင်လာတဲ့ဟီးရိုးကလည်း movement speed 30ရာခိုင်နှုန်းကို50ကန့်ကြာရရှိမှာဖြစ်ပြီးပြန်လည်အသက်သွင်းနေချိန်မှာ Rafaela က Legion Creed တွေဖြစ်တဲ့ Lord Nettat တဲ့တို့အပြင် enemy hero တွေရဲ့ damage အပေးခံရတာနဲ့အဲ့ဒီအသက်သွင်းခြင်းကပြတ်သွားမှာဖြစ်ပါတယ်။ဒါအပြင်ဘလိုကူရောအိုင်တန်နဲ့မှာ second 60ထက်ယောင်းနေအောင်လုပ်လို့မရပါဘူး။ ဒုတိယ Lambre Selection System မှာတလန်းဒါမှမဟုတ်တလန်းနဲ့အထက်ရွေးချယ်ထားမှာ RAM မှာပွဲရှာလို့ရမှာဖြစ်ပြီးရွေးချယ်လိုက်တဲ့လဲမော်မူတီပြီးကစားပွဲရှာရတဲ့ကြာမြင့်ချိန်ကွာခြားသွားမှာဖြစ်ပါတယ် Hero Picking State မှာလည်းကိုရွေးချယ်ထားတဲ့လမ်းတွေတဲကတစ်ခုကို random ချပေးမှာဖြစ်ပြီးအဲ့ဒီလမ်းအတွက် Hero ရွေးချယ်ရန်အသင့်ပြပေးထားမှာဖြစ်ပါတယ်ကိုတင်မိတ်နဲ့လည်းတစ်ဖက်လူမှလက်ခံရင်လမ်းချင်းလို့ရမှာဖြစ်ပြီးပွဲထဲမှာ တတ်မှတ်ထားတဲ့လမ်းမှာမဆော့ခဲ့ရင်လည်းအပြစ်ပေးခံရမှာဖြစ်ပါတယ်တတိယအနေနဲ့ hero adjustment မှာ buff ခံရတဲ့ကန်ထူးသူတစ်တိုက်ကတော့ roger amon arlot leslie easya နဲ့ khatita တို့ဖြစ်ကြပါတယ်ပထမဦးဆုံးအနေနဲ့ roger ကို early game မှာလူနဲ့ဝင်ပလေးအမြန်ပြန်ပြောင်းနိုင်အောင်ကုရောက်တိုက်2.5 second ကို short ပေးထားတာဖြစ်ပါတယ် အီမွန်ကိုတော့ပတ်စစ်ကြောင်ရလာတဲ့ movement speed ကို60ရာခိုင်နှုန်းကနေ80ရာခိုင်နှုန်းထိတိုးပေးလိုက်ပြီး scale 1ကူတောင်းကိုလည်း level တိုင်း9စက္ကန့်ရှိရာကနေ level အလိုက်9စက္ကန့်ကနေ9.5စက္ကန့်ထိပြန်ပြေးမိထားပါတယ် scale 2ကူတောင်းကိုလည်း level လိုက်73စက္ကန့်ကနေ71စက္ကန့်ထိရှိရာကနေယခုခါမှာတော့12.5စက္ကန့်ကနေ10စက္ကန့်ထိ short ပေးထားတာဖြစ်ပါတယ်ဒါအပြင် ultimate ကိုလည်း level လိုက်9.5စက္ကန့်စီ short ပေးထားပြီး share plan နဲ့ bug ပေးထားပါတယ် အားလုံးကိုတော့စကီတူးမှာ movement speed အနည်းငယ်ထည့်ပေးလိုက်ပြီး HP regen ကို level like 90ရာခိုင်နှုန်းကနေ160ရာခိုင်နှုန်းထိ percentage နဲ့ HP ပြန်ပြည့်တာကနေ level like 80ကနေ290ထိ total physical attack နဲ့ပေါင်းက regen ပြန်လုတ်တဲ့နှုန်းကိုပြောင်းလဲထားပါတယ်။ဒါ့အပြင် ultimate ကိုလည်း suppression skill နဲ့ပဲနောက်ဆက်နိုင်အောင်ပြောင်းလဲထားပြီး level like ပတ်စက်အမှတ်ရဲ့ကြာချိန်10စက္ကန့်ကနေ3စက္ကန့်ထိ short ထားပါတယ်။ suppression skill ဆိုတာက basic attack skill နဲ့ movement speed ကိုလုတ်လို့မရအောင်ချုပ်ထားတဲ့ skill မျိုးဖြစ်ပါတယ်။ suppression skill တွေကတော့ ခါကြရဲ့ Divine Judgment Franco ရဲ့ Bloody Hand နဲ့ Barrett ရဲ့ Detona Welcome လို့ပဲဖြစ်ပါတယ်နောက်ထပ် Hero တကောင်ဖြစ်တဲ့ Leslie ကတော့ Ultimate မှာရလာမဲ့ Christian ကို Level Life 5%ကနေ50%တိုးရာကနေယခုခါမှာတော့ Level Life 10%ကနေ20%တိုးမြင့်ပေးထားပါတယ်နောက်တစ်ကောင်ကတော့ Asia သူ့ကိုတော့ Passive မှာ Hero မဟုတ်တဲ့တခြားယာတွေပေါ့ Basic အတက်ရဲ့သွေးတက်နှုန်းကိုအနည်းငယ်တိုးပေးထားပါတယ် scale 1တုံးလိုက်ချိန်မှာလဲ enemy ကခံစားရမယ် slow effect ကိုဖြုတ်လိုက်ပြီး အင်ဇီယာရဲ့ movement speed 40အငယ်နှုန်းကနေ50အငယ်နှုန်းထိတိုးမြင့်ပေးထားပါတယ်။ဒါ့အပြင် ultimate cooldown ကိုလည်း level လိုက်54စက္ကန့်ကနေ42စက္ကန့်ထိရှိရာကနေယခုခါမှာတော့ level လိုက်42စက္ကန့်ကနေ30စက္ကန့်ထိ short ချပေးထားမှာဖြစ်ပါတယ်။နောက်ထပ် hero တကောင်ဖြစ်တဲ့ character မှာတော့ scale 1နဲ့ scale 2တို့ရဲ့ mana ကုန်ဆုံးမှုကို short ချပေးထားတဲ့အတွက် scale 1မှာတော့ level လိုက်80မှ130ထိရှိရာကနေ55မှ80အထိကို short ချပေးထားပါတယ်။ စကေတူးမှာလည်း level like 90မှ140တိရှိရတာကနေ85မှ100တိကိုရှော့ချပေးထားပါတယ်။ဒါ့အပြင် ultimate ကိုလည်း level like 200မှ280တိရှိရတာကနေ120မှ180တိရှော့ချပေးထားပြီးရှင်မောကပဲတည်တည်နေတဲ့ကျွန်တော်တို့အတွက် ultimate ကို suppression skin နဲ့သာဖြတ်လို့ရတော့မှာပါ။နောက်ထပ်ကန်ဆိုးသူမောင်ရှင်နဲ့မေရှင်တို့ကတော့ Selina, Lucas နဲ့ Khalia တို့ပဲဖြစ်ပါတယ်။ပထမဦးဆုံးအနေနဲ့ Selina ရဲ့ဖောင်ပြောင်းခြင်းမှာအရင်ကကူးတောင်းကို level like 5.5စက္ကန့်မှာ ၄၀စက္ကန့်အထိရှိရကယခု level အားလုံးမှာ9.5စက္ကန့်အဖြစ်ရှိနေမှာဖြစ်တဲ့အပြင် level လိုက် magic power 5ခုကနေ magic power 20အထိတိုးမယ်ပတ်စစ်အစ်တမျိုးထည့်ပေးလိုက်ပါတယ်ဒုတိယမောင်ရှင် hero lucas ကတော့ energy လို့လဲခေါ်တဲ့ resource ပြန်ဖြည့်မှုနှုန်းကိုရခင်က1စက္ကန့်မှာ 1 resort ပြန်ဖြည့်ရကယခုမှ0.5 resort သာပြန်ဖြည့်တော့မှာဖြစ်ပါတယ် scale 1 base damage ကို level light 290ကနေ90အထိရှိရမှာ level light 220ကနေ90အထိ short ထားတာပါတယ် scale 2 cooldown ကိုလည်း level light 30စက္ကန့်ကနေ80စက္ကန့်အထိရှိရက14စက္ကန့်ကနေ80စက္ကန့်အထိ adjust လုပ်ထားပါတယ် scale 3ဖောင်ပြောင်းခြင်းမှာလဲ resort ပြန်ဖြည့်မှုနှုန်းကို level light 3.5အနေ1.5အထိရှိရကယခုခါမှာတော့1ကနေ2အထိကိုတိုးမြင့်ပေးထားပါတယ် scale beast form ရဲ့ scale 1မှာလဲ beast damage ကို normal form scale 1အတိုင်း short ထားပြီး scale 2မှာလဲကူရောင်းတိုင်းကို normal form scale 2အတိုင်း adjust လုပ်ထားပါတယ်တတိယ hero khalia ရဲ့ scale 1 beast damage ကို level light 250ကနေ400အထိရှိရကနေ200ကနေ350အထိ short ထားတာပါတယ် scale 2မှာတော့ airborne stand ကြာချင်းကိုဘလို့အိုင်တန်မျိုးနဲ့မှ short ချလို့မရအောင်လုပ်ပေးထားပါတယ်။ဒါတွေကတော့ hero adjustment အကြောင်းဖြစ်ပြီး နောက်ထပ် All-Star Event နဲ့အတူရောက်ရှိလာမယ် Limited Time Map အကြောင်းကိုဆက်ပြောပြပေးသွားမှာဖြစ်ပါတယ်။ Map ရဲ့ပုံစံအနေနဲ့ Jungle Creek Lock Tartar တွေအားလုံးဟာ Dinosaur ကဘာအဖြစ်ပြောင်းလဲသွားမှာဖြစ်ပြီး Limited Time Map ရဲ့အကြီးမားဆုံးပြောင်းလဲသွားမှုက၄ချက်ရှိပါတယ်။နံပါတ်၁အနေနဲ့ Golden Creek တွေကကိလိုက်တဲ့သူကကိုရတဲ့အပြင် Adaptive Attack နဲ့ Attack Speed ကိုပေးပါပါ။ နံပါတ်2အနေနဲ့ ESP လိုင်းရဲ့ Experian Cree လေးကတော့ K လိုက်တဲ့သူက Experian တိုးသွားတဲ့အပြင် HP နဲ့ Shiro ကိုပေးမှာပါနံပါတ်3အနေနဲ့ Walkie Grass လေးကတော့ K လိုက်တဲ့သူကို Roman Boot Mana Region အပြင် Movement Speed နဲ့ Vision ကိုပေးမှာဖြစ်ပါတယ်နံပါတ်4အနေနဲ့ကလော့နေရာမှာပြောင်းလဲသွားတဲ့ငှက်ကြီးပေါ်ကို enemy မမြင်ရအောင်တက်ပြီး trojan ပုံစံမျိုးနဲ့လိုက်သွားကကိုလိုချင်တဲ့နေရာကိုခုံဆင်းပြီး enemy ကို surprise တိုက်ရမှာဖြစ်ပါတယ် ီအချက်ကတော့လောကဂိမ်းချင်းချင်းဖြစ်စေနိုင်တဲ့အကွက်ပါနောက်ထပ် new ranking system တွေ UI အသစ်တွေနဲ့ event အသစ်တွေအကြောင်းပြောပြဖို့ကြံသေးလို့စိတ်ဝင်စားရင် like and subscribe လေးလုပ်ဖို့မမေ့ခဲ့ကြနဲ့နော်ကဲဒါဆိုနောက်ဗီဒီယိုတစ်ပုဒ်မှာပြန်တွေ့ကြမယ်နော် see you